ပြည်ခင်းကရင်900ဆေးုံကြီးမှာဝမ်ပြက်ဝမ်ရှော့ဖြစ်ပွားနေတဲ့လူနာရီနဲ့ပြည်နယ်နေပြီးအခုရက်ပိုင်းမှာယောဂဖြစ်ပွားသူတွေနေစဉ်မြင့်တက်လာပါတယ်ဒီသတင်းကိုမင်းညိုကပေးပို့ထားပါတယ်ရှင်ဇူလိုင်လ22ရက်နေ့ထိကရင်900ခန့်ပြည်မြို့ဆေးုံကြီးမှာဝမ်ပြက်ဝမ်ရှော့ယောဂဖြစ်ပွားသူ96ဦးတက်ရောက်ကုသနေပြီးကုသမြန်ပြင်းထန်ဝမ်ပြက်ဝမ်ရှော့ဖြစ်ပွားသူဥယေ90နီးပါးခန့်ရှိလာပါပြီပြည်ခရိုင်ကျမ်းမာရေးဦးစီးဌာနအစီအရင်ရပြည်ခရိုင်ထဲကမြို့နယ်ကြီး6မြို့နယ်စလုံးမှာယောဂဖြစ်ပွားနေတယ်လို့သိရပါတယ် ကျွန်တော်တန်တရားဖြစ်ပါတယ်ဒါဟာပြင်းထန်ကူးစက်မြန်ဝင်းပြက်ဝင်းလျှောယောဂဖြစ်နိုင်တယ်လို့ကျွန်တော်တန်တရားဖြစ်မိပါတယ်ဒါကြောင့်ကျွန်တော်အထူးကူနေတယ်ယောဂရှာဖို့ရဲ့အထူးကူနေကျွန်တော်နဲ့ပေါင်းဆက်ပြီးတော့ဟိုဓာတ်ခွဲစစ်ဆေးပါတယ်ဓာတ်ခွဲစစ်ဆေးတဲ့အခါကျတော့ဟိုဟိုတန်တရားဖြစ်ပွဲအဖြစ်ထွက်ပါတယ်ဒါကြောင့်ဒီတဲ့တီချောင်ဆိုပြီးတော့ဝင်းနမူနာကိုအမျိုးသားကျမ်းမာရေးဓာတ်ခွဲကံ နေချင်တဲ့လက်ပြန်ပုံကိုပို့ပါတယ်။ဇူလိုင်လ17ရက်နေ့လောက်ကစပြီးဝမ်ပြဝမ်ရှော့ယောဂါဖြစ်ပွားနေသူတွေကိုတွေ့ခဲ့ရပြီးဇူလိုင်လလယ်ပိုင်းမှာဖြစ်ပွားမှုပိုများလာတာပါ။ယောဂါဖြစ်ပွားသူတွေရဲ့ပိုးနဲ့သွေးနမူနာတွေကိုအမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနကိုပေးပို့စစ်ဆေးရမှာလဲကူးစက်မြန်ပြင်းထန်ဝမ်ပြဝမ်ရှော့ယောဂါဖြစ်ကြောင်းကိုအတည်ပြုထုတ်ပြန်ပေးခဲ့ပါတယ်။ဌာနတွေကိုနေ့စဉ်ပုံမှန်အကြောင်းကြားပြီးတော့ အဲပြည်သူ့ကျမ်းမာနဲ့ကုသရေးအဖွဲ့ပေါင်းချက်ပြီးတော့ပြည်သူလူထုတွေကိုကွင်းဆင်းပြီးတော့မိုဘိုင်း team တွေနဲ့ကွင်းဆင်းကုသပါတယ်ကာဝေးလုပ်ငန်းတွေကိုဆောင်ရွက်ပါတယ်ဆေးရုံကဆင်းတဲ့လူနာတွေကိုဆေးရုံဆင်းတဲ့အချိန်မှာကျမ်းမာရေးပညာပေးဟောပြောပွဲရဲ့ဆေးရုံကုသမှုကျေနပ်နှစ်သိမ့်မှုရှိမရှိအကြံဉာဏ်ပေးလိုခြင်းရှိမရှိ ပြုပြင်ပေးလိုတာရှိမရှိ ဲ့ဒါတွေကိုကျွန်တော်ကပေါင်းစပ်ပြီးဟောပြောပွဲတွေမြင့်စင်လို့လို့လုပ်နေပါတယ်။ယောဂအဖြစ်များတဲ့နေရာတွေကမြင့်ရင်ဝင်ရောက်တဲ့နေရာတွေမှာစတင်တွေ့ရတာပါ။ဇလီရနေ့ကအနောက်ပိုင်းကအဲ့မက်ခိုင်တေးုံတက်တာပေါ့။အဲဟိုဝင်းရှော့တာနဲ့သွားတာ။အမှပိုးတွေ့ရဆိုပြီး15နှစ်ဒီမှာလာတာပဲလေ။စေကန်ဖွင့်လို့15နှစ်ညနေပိုင်းနေစပြီ။ကလေးလေးတယောက်မင်းရတော့ရိုးတန်းတူကဘာမှမတွေ့ဘူးလို့ဝင်းတော့ဝင်းရှော့တာ။အခုရက်တွေမှာထပ်ပြီးယောဂဖြစ်သူနေစဉ်နဲ့အမျှတိုးတိုးလာနေပါတယ်။ ပြည်ခရင်ချောင်းတွင်လည်းပြည်မကွေးတိုင်းအောင်လံမြို့နယ်တွေကလည်းလာရောက်ကူတာနေရပါတယ်။ပြည်မြို့ကရပဲနယ်မြေ၊နဝင်းနယ်မြေတွေနဲ့မြေရတဲ့နေရာတွေဖြစ်တဲ့မာလကာကုန်းဘောက၃၄၅၊ရက်ွက်တွေရွှေပလင်မော်အောက်ချိုင်ရန္နာတီဗျူစက်မှုဇုံနဝရီစတဲ့နေရာတွေမှာအများဆုံးဖြစ်နေပါတယ်။ပြည်မြို့နယ်ချမ်းမာရေးဦးစီးဖွဲ့ဝင်တွေကဇူလိုင်လ15ရက်နေ့ကလေးကယောဂဖြစ်နေတဲ့ခြေပါတွေမှာလိုက်လံစေကူတာပေးခြင်းပိုးသက်စေခတ်ခြင်းရေတွေကိုကယ်လိုရင်းခတ်ပေးခြင်းတွေကိုလုပ်ဆောင်နေပါပြီ။ ။နောက်ထပ်ယာယီကျန်းမာရေးဆေးဘေးကမ်းတွေအဖွဲ့ကအရေးပေါ်ကုသပေးမှုတွေကိုလည်းလှုပ်ဆောင်နေပါပြီ။ဒါပေမဲ့ဒီနေ့ထိရောဂါဖြစ်ပွားမှုကရပ်တန့်မသွားသေးပါဘူး။ကျွန်တော်မင်းညိုပါခင်ဗျာ။